မိဘမဲ့ကလေးစောင်းလျှော်ရေးအကြောင်းတစ်ခုမှာဘေ့စ်ဘောနီးပြားတယောက်ဖြစ်လှုပ်လှုပ်နေတဲ့ကျန်းချီမောက်ဟာကလေးတွေပေါ်မိဘလိုဆရာလိုဂယုဆိုင်တင်ကြားပေးနေရင်ကလေးတွေရဲ့ကာယပိုင်းရောစိတ်ဓာတ်ပိုင်းကိုပါပြေဝအောင်စေတနာပြည့်နေတင်ကြားပေးနေတဲ့နီးပြားဆရာတယောက်ပဲဖြစ်ပါတယ်။သူရဲ့ဘောမှာလည်းခင်တွဲဆရာဆိုလို့ရှောင်းချစ်လို့သူချစ်နိုးနဲ့ခေါ်တဲ့သူမျိုးသမီးဟဲချင်းချင်းနဲ့အတူအေဂျင့်သားရတဲ့မိသားစုလေးတစ်ခုကိုတီဆောင်ရင်မိဘမဲ့ကလေးတွေကိုလည်းသူရဲ့မိသားစုအရင်းလိုအမြဲဂယုဆိုင်ပေးတတ်ခဲ့ကြပါတယ်။နှစ်တက်ကူကြောင်းဝရက်ဒီမှာဆိုရင်လည်းမိဘမဲ့ကလေးတွေကိုအိမ်မှာခေါ်ပြီး ရွေးထွေးတဲ့မိသားစုဘဝလေးတစ်ခုဖန်တီးပေးရင်နှစ်သက်ကူအန်ပေါင်းနေပါပေးကအကုန်လုံးကိုပျော်အောင်ဖန်တီးပေးခဲ့ကြပါတယ်။မိဘမဲ့စာတင်ကြောင်းမှလည်းကျောင်းဆရာကြီးကကလေးတွေကိုညှဉ်းပန်းနှိပ်စက်မှုတွေရှိနေပြီးကလေးတယောက်ပျောက်ဆုံးသွားတဲ့အမှုဟာလည်းကျောင်းနဲ့ပတ်သက်နေတဲ့ကြောင်းကျန်းချီမောင်ကိုကလေးတွေကအကူအညီတောင်းတဲ့အတွက်ကျောင်းကိုရုံးခဲ့မှာပြဿနာတွေတက်ခဲ့ကြပါတယ်။သူတို့မိသားစုဘဝလေးတွေကိုနောက်ထပ်ဆုလက်တစ်ခုဖြစ်သမီးလေးကျန်းရွင်ယုံရောက်လာခဲ့ပြီးကိုဝင်စားလွယ်တဲ့ကနေမွေးပြီးတဲ့အထိလင်မယားညောင်းတဲ့အတူပြုစုကြရင်မိဘမဲ့ကလေးတွေကိုလည်းအားမငယ်အောင်ပြိုးထောင်ရင် ပြောရွှင်စရာဘွာလေးတစ်ခုမှနေထိုင်လာခဲ့ကြပါရင်တရက်မှာတော့ကျောင်းမှာကလေးတွေကိုဘေ့စ်ဘောသင်ပေးနေရင်ခဏနားချိန်မှာကလေးတယောက်ကိုကျောင်းကနှိမ့်ဆက်ညှင်းပန်းမှုစ조사ရင်တခြားကလေးတွေနဲ့ပါရုံရင်းဆန်ခတ်ဖြစ်ပြီးကျောင်းကြီးကမတော်တဆသေဆုံးသွားခဲ့တာကြောင့်အယောက်နောက်ကျသွားတဲ့ကျန်းချီမောင်လည်းကလေးတွေဒုက္ခမရအောင်အလောင်းကိုသူပဲတာဝန်ယူဖြေရှင်းမှုဆုံးဖြတ်လိုက်ပါရင်အဲ့ဒီချိန်တမီးလေးကိုတွန်းလဲထည့်ပြီးဈေးဝယ်ထွက်နေတဲ့ဟဲချင်းကျေဟာလမ်းမှာခဏနားရင်စားစရာဝယ်နေတော့ကလေးကိုဘေးကဖြတ်သွားတဲ့အုတ်ထုံးနဲ့ဆောင်းထားတဲ့လူတယောက်ခိုးသွားတာခံလာရပါရဲ့ ကျန်းချီမောင်လည်းကျောင်းဝန်လောင်းကိုဘသူမှမသိအောင်မြှုပ်ပစ်လိုက်ပြီးကျန်နာဆက်မစင်းစားနိုင်တော့ပဲသူသမီးလေးပျောက်သွားတဲ့ကိစ္စနဲ့ပဲလင်မယားနှစ်ယောက်ရဲစခန်းပြေးလိုက်လူပြောက်ကြော်ညာတွေရှောက်ကက်လိုက်လို့နေရရင်ကျောင်းကိုမရောက်ဖြစ်ခဲ့တော့ပါဘူးတနေ့မှတော့ကလေးပြောက်ကြော်ညာစာရွက်တွေကိုလိုက်ကန်နေတော့လူတစ်ယောက်ကဖုန်းဆက်ပြီးသူတို့သမီးလေးကိုမွေးခဲ့တဲ့ရှန်ရှင်းစင်းုံဒူနာပြူချုပ်လင်းချိုးဖုန်းစီမှာစုံစမ်းရင်ကလေးကျောင်းသိနိုင်တယ်လို့ပြောလာတာကြောင့်လင်မယားနှစ်ယောက်ဆေးရုံကိုထွက်လာခဲ့ပါတယ်လေချိုးဖုန်းကလည်းကိုယ်ဝင်ရောက်မှကိုသုံးမကြလို့ကလေးပြောက်တာသူ့ကိုလာဆိုဆွဲနေရလားဆိုပြီးဒေါသတကြီးပြန်ပြောလိုက်တာကြောင့် ကျန်းချီမော်လဲကလေးစောနေဆိုတော့ပြဿနာတွေရှာသလိုဖြစ်သွားတဲ့အတွက်လုံခြုံရေးတွေကတားထားရပါတယ်။အဲဒီဖြစ်ပျက်တွေကိုသူနာပြမာလီတယောက်ရက်ကြည်ရင်စိတ်မကောင်းဖြစ်နေချင်းလင်းချိုဖုံထွက်သွားမယ်လို့တဲ့အခါသူကလေးပြောက်တဲ့ကိစ္စဆေးရုံနဲ့တခုခုပတ်သက်တယ်လို့သာသူသိခဲ့ရင်တယောက်မှအလုံးမပေးဘူးလို့ကျန်းချီမော်ကချင်းချောက်ကငိုယူနေတဲ့သူမိမရှောင်းချစ်ကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။နောက်တော့မိမကိုအိမ်မှာထားခဲ့ပြီးမြို့ထဲမှာကလေးပြောက်ကြော်ညာတွေတယောက်တည်းရှောက်ကြရင်မိုးချို့လို့အိမ်ပြန်ရောက်တဲ့အခါရှောင်းချစ်ကသူ့ကိုယ်သူတက်တည်သွားခဲ့တာတွေ့လာရပါတယ်။ အရေးပေါ်ကအချိန်မီခေါ်ခဲ့ပေမဲ့အသက်မမီတော့ပဲကျန်းချီမောင်လည်းကလေးပြောက်တဲ့ဒုက္ခအပြင်မိမကပါသေဆုံးသွားတဲ့အတွက်တယောက်တည်းထိုင်မိုင်နေခဲ့ချိန်မှာရှမ်းရှင်းစင်းုံကဒူနာပြူလေးတယောက်ဖုန်းဆက်ပြီးကလေးရှိရဲ့နေရာကိုသူပြောပြနိုင်တဲ့အတွက်စင်းုံဘော်ရက်စီလာခဲ့ဖို့ပြောလိုက်ပါရီကျန်းချီမောင်လည်းစင်းုံဘော်ရက်ရောက်သွားချိန်မှာဘသူမှမရှိပဲသူမလာသေးခင်ကမှသူ့ကိုချိန်ထားတဲ့ဒူနာပြူမလေးအမိုးဘော်ကပြုတ်ကျသေဆုံးသွားခဲ့တဲ့အတွက်သူ့ကိုလုံခြုံရေးတွေဖမ်းဆီးတာခံလာရပါရီရဲရရှိကျန်းချစ်တုံးကလည်းလင်းချိုးဖုန်းကိုတတ်တဲ့တရားခံလို့ဆွဆွဲပြီး စစ်ကြောရေးကန်းထဲမှာကြမ်းချီမောက်ကိုပပတ်ဆက်ဆက်ရိုက်နှက်ဆစ်ဆေးပြီးဝန်ခံချက်မရခဲ့ပေမဲ့လည်းတပ်တွေရေကုန်းလုံးကသူ့စီပဲဦးတည်နေတာကြောင့်ဝန်ခံချက်မှာအတင်းလက်ပွေနေကတရားရုံးတင်လိုက်တဲ့အတွက်ရှောင်လွှဲမရတော့ပဲထောင်နဲ့တတကြုံကြာသွားခဲ့ပါရင်နောက်16နှစ်ကြာပြီးတဲ့အခါမှာတော့ကြမ်းချီမောက်လည်းနိုင်ငံတော်လူငယ်ခွင့်နဲ့လွတ်လာပြီး6လလောက်တယောက်တည်းနေရင်းနဲ့အပြစ်မရှိပဲသူခံခဲ့ရတဲ့အမှုကြောင့်လည်းပျောက်သွားတဲ့သူသမီးရဲ့အကြောင်းကိုစုံစမ်းနေခဲ့ပါရင်တရက်မှာတော့ကောင်းလေးတယောက်ပါဆယ်ထုတ်ကင်ပြီးသူနေတဲ့နေရာစီလာဖို့ပေးလို့ အထဲကပါလာတဲ့မျက်နှာဖုံးကိုတေးချကြည့်သူဆက်လုပ်တော့မယ့်စီစဉ်တွေကိုစဉ်းစားနေခဲ့ပါတယ်။နောက်တော့ရှမ်းရှက်ဇေယုံကနေညာဆိုင်လို့ပြန်လာနေတဲ့လင်းချိုးဖုံးကိုကားပါကင်ထဲမှာပဲဖမ်းခေါ်လာခဲ့ပြီးကဘာနဲ့မှာပိတ်ပင်ထားတဲ့ရေလွှာနှိပ်စက်နီးလို့ခေါ်တဲ့မျက်နှာပေါ်အဝိယုတ်ရေလောင်းချတဲ့နီးနဲ့နှိပ်စက်လိုက်ပါတယ်။လွန်ခဲ့တဲ့18နှစ်ကသူသမီးကိုဘလို့လုခဲ့လဲမေးပေမဲ့ဘူးခံနေတာကြောင့်နောက်တစ်ခေါက်ရေထက်လောင်းလိုက်တဲ့အခါမှာလင်းချိုးဖုံးလည်းဖြစ်ခဲ့သမျှအကုန်ပြောပြလာရပါတယ်။ကျန်းချီမောင်သမီးရဲ့သွေးမျိုးစားကရှားပါးသွေးဖြစ်နေတဲ့ပြင် ရောင်းမွင့်ကိုရင်းငါရောင်းဝယ် website မှာလဲအဲ့ဒီသွေးမျိုးနဲ့နှလုံးကိုဝယ်မယ် order ရထားတဲ့အတွက်ကလေးကိုခွဲစိတ်ပြီးနှလုံးကိုထုတ်ယူကသူကအဲ့ဒီတုန်းကဆင်းဥပါရှင်ချန်ကျူးလျက်စီပိုပေးခဲ့ုံပဲဆိုတာပြောပြလိုက်ပါရီကျန်းချီမောင်လွတ်လာခဲ့ပေမဲ့တချိန်တုန်းကသူ့ကိုစစ်ဆေးရိုက်နှက်မှုဖွင့်ခဲ့တဲ့ရဲရာရှိကျန်းချစ်တုန်းကအိမ်ထိလာပြီးနောက်တော့ရပြီလားဘာညာနဲ့စစ်ဆေးကသူ့အမြဲစောင့်ကြည့်နေတဲ့ကြောင်းပြောကသူကလည်းရဲရာရှိကသာတကယ်တောင်းမှန်ရမှာလို့ဝီယိုရီဒိတ်ပင်နဲ့တွေ့ဝိုင်းပြောလိုက်ပါရီ နောက်နေ့မှာတော့သတင်းဌာနတွေကနေလင်းချိုဖုန်ပြန်မေးဆွဲခံရတဲ့သတင်းကိုရဲဌာနကစုံစမ်းနေကြောင်းလွှင့်နေခြင်းတရားမဝင် website တခုကနေလင်းချိုဖုန်အသက်ခံနေရတဲ့ဗီဒီယိုတခုဓာတ်ရိုက်ထုတ်လွှင့်နေတာတွေ့လာရပါတယ်။တစ်ဖက်မှာလည်း social media ခင်မှုအထက်တန်းရွယ်ကလေးတွေကအစဖုန်းတစ်လုံးနဲ့လုံးရှုံနေကြတဲ့အတွက်တတိယရှင်ရွံကျဲရဲ့သမီးရွှေကြည်ကြောင်ခေါ်ရှောင်းချောင်းလေးနေ့စဉ်ဗီဒီယိုတိုလေးတွေရိုက်တရင်သူတငယ်ချင်းကြားကြားနဲ့ပျော်ပါနေခဲ့ပါတယ်။ရှောင်းချောင်းကသူနှလုံးကယောဂဖြစ်နေလို့နောက်ရက်ဆိုအမေရိကမှာခွဲစိတ်ဖို့အတွက်သွားတော့မှာမို့ တငယ်ချင်းတွေနဲ့မခွဲနိုင်လို့မသွားကျင်ကြောင်ရေးဖွင့်တဲ့အခါကြကြကလည်းအာဖီစကားပြောရင်နှစ်သိမ့်ပေးလိုက်ပါရင်။ညာရောက်တဲ့အခါတငယ်ချင်းတွေစုပြီးစာမလုံးဖဲတရားမွေ website ကတက်လာတဲ့ link ချိုးဖုန်းရဲ့ video file ကိုထိုင်ကြည့်ကြရင် social လောကထုံးစံတိုင်းအတုစစ်တွေညင်းခုန်နေကြပါရင်။အပြော်ရန်ကြည့်နေကြတာမို့ကျိုးစစ်ဟောင်းကအကုန်လုံးကိုလက်အောင်စအောင်လိုက်တဲ့အခါတရေသားတယောက်ဖြစ်တဲ့ချမ်းကျုံဟန်လည်းဒေါသထွက်ပြီးပြဿနာလိုက်ရှာပါရင်။တကယ်တော့ကျိုးစစ်ဟောင်းကတရေသားတယောက်မဟုတ်ပဲရှောင်းချောင်းကိုစောင့်ရှောက်ဖို့အတွက်ရှီရွန်ကျဲထောက်ပံ့မှုနဲ့တရေချောင်းမှာတက်ခွင့်ရနေတဲ့သူပါ။ ။ဒါကိုသိနေတဲ့ချန်ကျုံဟန်းကအားနည်းချက်ကိုနင်းပြီးတော့ပြောဆိုရန်ဖြစ်နေကြတာကြောင့်နှစ်ယောက်သားထိုးမယ်ကြိတ်မယ်ဖြစ်နေချိန်ရှောင်းရှောင်းကဝင်တားပြီးချန်ကျုံဟန်းကိုသူကြိုက်နေလို့နားခေါ်ထားတာဘာဖြစ်ချင်လဲလို့အပြတ်ပြောလိုက်ပါတယ်။ချန်ကျုံဟန်းလည်းရှောင်းချောင်းရဲ့အဖေချမ်းသာမှုကိုမရှိနိုင်တာကြောင့်လက်လျှော့လိုက်တဲ့အခါကျိုးစီအောင်တို့လည်းအိမ်ပြန်လာခဲ့ကြပြီးကားမတိုင်မှာကားဆောင်ရင်းမထင်မဖယ်တယောက်နဲ့တယောက်ပွင့်ထွက်သွားတဲ့အုံမုံချစ်တွေနဲ့အတူချစ်ကြည်နူးနေကြပါရဲ့။အဲ့ဒီအချိန်မကျေနပ်တဲ့ချန်ကျုံဟန်းက သူ့ဖို့လူရဲကားတွေနဲ့တူရောက်လာတာကြောင့်ကျိုးစီအောင်လည်းတပွဲလုံးကိုပြန်တိုက်ခိုက်အမှောက်သိမ့်ထားခဲ့ကနှစ်ယောက်တူအိမ်ပြန်လာခဲ့ကြပါသည်။သူတို့ပြန်တော့တာနဲ့လမ်းကြောင်းထဲမှာစောင့်နေတဲ့မျက်နှာဖုံးစိုးနဲ့ကြမ်းချီမောက်ကအားတော်မဆက်ရပဲခြံကျိုးဝံကိုယင်ဖမ်းပြီးအိမ်ကိုသွားကတားဖြစ်သူကိုသတိလျှောက်လုံမြားထားရင်အဖေဖြစ်သူခြံကျူးလေးရဲ့အလောက်ကပြန်လာချိန်မှာမောင်ရင်ထဲကနေသတိလစ်တဲ့အထိတိုက်ခိုက်ထိုးချိန်ဖမ်းဆီးခေါ်သွားခဲ့ပါသည်။နောက်တော့သူရဲ့လှုပ်ဝက်ဂိုရောင်ထဲမှာခြံကျူးလေးကိုထိုင်ကုန်ပေါ်မှာချီပြီးသွေးနဲ့လက်စစ်ရှော့တိုက်နှိပ်စက်ရင် ကလေးကိုဘသူစီရောင်းလိုက်တာလေလို့မေးနေပြီမေနေ့တည်ကြတဲ့ပြင်သူတို့လုပ်ခဲ့တဲ့အလုပ်တွေကလည်းများလို့လို့ဘာမှမမှတ်မိတဲ့အတွက်အဖြေမရဖြစ်နေခဲ့ပါရင်ကျန်းချီမောင်လည်းမှတ်မိအောင်လုပ်ပေးဖို့အတွက်တမ်မနီချောင်းတွေကိုပေါင်းထဲထိထိုးဆိုင်နှိပ်ဆက်ပြီးမှတကားတစ်ချက်ဖြန့်ပြလိုက်တဲ့အခါအတွင်းကပေါင်းမိတစ်ထည်နဲ့ဖန်းစည်းခံထားရတဲ့သားဖြစ်သူကိုခြံကျူးလျက်တွေ့သွားခဲ့ပါရင်ကျန်းချီမောင်ကတော့တကယ်ကိုစိုက်ကိုပက်တယောက်လို့တွေးနေခြံကျုံးဟန်ကိုရေစီတဲ့ထဲပိတ်ကရေဘူးဖြန့်ကြပြီးအဖြစ်အပျက်ကိုလည်းတရားမွန် website ကနေဓာတ်ရိုက်ထုတ်လွှင့်ပြသကခြံကျူးလျက်ကိုထိုင်ကြည့်ခိုင်းနေခဲ့ပါရင် ဒါဖြစ်သူအတွက်တင်းမခံနိုင်တဲ့အဆုံးမှာတော့ချန်ကျူးတယ်လေအဲ့ဒီတော့ကိစ္စမှာသူတို့ဆေးဝင်ကကြီးပဲမဟုတ်ပဲရဲရီပါပါဝင်ပတ်သက်နေတာကြောင့်ကလေးအိမ်ပြန်ရောက်ချိန်ခိုးယူဖို့ရဲကတာဝန်ယူပြီးရိုက်တာကျန်းကခွဲစိတ်တဲ့တာဝန်နဲ့သူနဲ့လင်းချိုဖုန်းတို့ကတော့ရောင်းဝယ်ပစ္စည်းကိုပါဆယ်ထုတ်ပို့ပေးတဲ့စင်မဲရှိကြောင်းပြောပြလာရပါတယ်။ကျန်းချီမောက်ကလည်းသူသမီးရဲ့နှလုံးကိုဘယ်သူစီရောင်းလိုက်လဲလို့မေးတဲ့အခါမှာဒီချိန်တုန်းကရှီဝမ်ဂျဲဆိုတာဇီဝနိပညာကုမ္ပဏီတည်ထောင်ထားတဲ့တတိယတစ်ယောက်ဖြစ်ပေမဲ့သူသမီးကိစ္စနဲ့ပတ်သက်ပြီးဆေးရုံဒရိုက်တာတွေအစွဲကောင်းလို့ဆေးရုံဒရိုက်တာအဖွဲ့ဝင်တယောက်ဖြစ်လာခဲ့တဲ့အပြင် ကိုရင်းငါမှောင်ခိုလုပ်ငန်းမှာလည်းတိုက်ရိုက်ပါဝင်လာခဲ့ကသူသမီးကိုရင်းမှာထည့်ထားကြောင်းအပြည့်စုံပြောပြလိုက်ပါတယ်။ချန်ကျုံလီရဲ့လည်းသူတို့လုပ်ငန်းထဲမှာရဲရီပါပါနေတာကြောင့်ကျန်းချီမောက်လို့စင်းနေအကုန်လုံးကိုလက်စားချေနိုင်ရဲလို့လားဆိုပြီးခနဲ့လိုက်တာကြောင့်လိုဂျီနာတီသွားပေမဲ့လည်းအညှိုးတကြီးလက်စားချေဖို့ဆုံးဖြတ်ထားတဲ့ကျန်းချီမောက်ကတော့ပြန်လို့မပေးပဲလက်စစ်ရှော့တိုင်မင်းကလုတ်ဖွင့်ပြီးချန်ကျူးလီရဲ့ခန်းစားနေရတာတွေကိုတရားမွေဝက်ဘ်ဆိုက်ကနေတိုက်ရိုက်လွှင့်ထားလိုက်ပါတယ်နိ။တဖက်မှာလည်းရဲတွေကချန်ကျူးလီရဲ့အိမ်ဖောက်ထွင်းပြန်မေးဆွဲခံရတဲ့မှုနဲ့အခင်းပြစ်တဲ့နေရာစီရောက်လာပြီး ကျန်းကျစ်တုံးနဲ့လက်ထောက်ရှန်ရှောက်ဦးတို့လည်းအခင်းဖြစ်တဲ့အခြေအနေနဲ့ဖမ်းဆီးခံရသူတွေကြောင့်ရှာဖွေစစ်ဆေးနေရင် TV မှာလာနေတဲ့ချန်ချုံဟာနှိပ်စက်ခံနေရတဲ့ဓာတ်ရိုက်ဗီဒီယိုကိုတွေ့သွားခဲ့ပါရီချန်ချုံဟရဲ့မိဖြစ်သူကလည်းသူသားသေးလူမျိုးပါဖြစ်နေတာကိုကြည့်ရင်နှလုံးဖောက်လဲကျသွားလို့ဆေးရုံပို့လိုက်ရတဲ့အကြောင်းပြောရင်အခင်းနေရာကြည့်နေတော့ချန်ကျူလေးရဲ့နှိပ်စက်ခံနေရတဲ့ဗီဒီယိုပါထပ်တက်လာတာကြောင့်ရဲရရှိနေရောက်လဲသူနာပြုတ်စီယာမလင်းချိုးဖုန်းကိုတတ်တက်တရားခံတဲ့တယောက်တည်းဖြစ်နိုင်တဲ့အကြောင်းအမှုကွင်းဆက်အစရာသွားခဲ့ကြပါရီတစ်ဖက်မှာလည်းရှီဝန်ကျဲကရှောင်းချောင်းကိုစောင့်ရှောက်ဖို့ ကျိုးစင်ဟောင်ရဲ့မိဘတွေဖြစ်တဲ့ရှမ်းရှမ်းစေးုံကသူနာပြုတ်မိသားစုနဲ့အတူအိမ်တလုံးနဲ့ဒေးတန်ထားပြီးသူကတော့အမေရိကမှာလုံလုံနေရဲဆိုတဲ့ပုံစံမျိုးနဲ့အမြဲတမ်းတွားချီလာလဲပဲနေနေခဲ့ပါရင်ကျိုးစင်ဟောင်တို့ရံမွေးဖြစ်ပြီးနောက်နေမှာတော့ရှီဝမ်ကျဲပြန်ရောက်လာပြီးသူသမီးကိုခွဲစိတ်ဖို့အတွက်အမေရိကသွားပြီးအပြီးနေရောမယ်ကြောင်းပြောကအနုလက်နဲ့ရွှေကွဲမလိုက်ချင်တဲ့ဘာညာဆိုပြီးကျိုးစင်ဟောင်တို့မိသားစုကိုချက်လက်မဲ့ဆောင်ပေးရင်တာဝန်ပေးပြီလို့ပြောလိုက်ပါရင်ချောင်းချောင်းလေးသူငငယ်လေးတဲကမိဘရင်းနေလို့နေခဲ့တဲ့မိသားစုလည်းဖြစ်တယ်လို့ သူချစ်သူလည်းဖြစ်နေတာကြောင့်အပြောဆိုရင်တင်းနေတဲ့ဖေကိုစကားမလိုအောင်ဝင်ထိန်ပြီးစေကောက်ခါဖေအတွက်မွေးနေ့လက်ဆောင်နိုင်ဘူးချပေးရင်အိတ်ခန်းစီထွက်သွားခဲ့ပါရင်နောက်ရမှာတော့ရှောင်းချောင်းလေးတိုးစီအောင်နဲ့အတူပြောခဲ့တဲ့မွေးနေ့မှတ်တရဗီဒီယိုတွေပြန်ကြည့်ရင်အဘိခွေရတော့မှမို့စိတ်ပြက်လက်ပြက်မှိုင်းနေခြင်းကျန်ချီမောက်ကလည်းရှီဝန်ကျဲကိုဖမ်းဖို့သူ့နောက်ကနေလိုင်ချောင်းရင်အခြေအနေစောင့်ကြည့်နေခဲ့ပါရင်ရဲဌာနမှာလည်းကျန်းချစ်တုံးတို့ကချန်ကျူးလေးနှိပ်စက်ခံနေရတဲ့ live video ကိုကြည့်နေတော့ coordinate ဒီနေရာကိုရေးထားတဲ့စာကိုလူတယောက်ကမျက်နှာမပေါ်အောင်ပြလာတာကြောင့် ချက်ချင်းပဲမြေပေါ်မှာရှာပြီးလိုက်သွားခဲ့ကြပါတယ်။ကားပါကင်တစ်ခုစီရောက်တဲ့အခါကားတစ်စီးရဲ့နောက်ဖုံးထဲကအတန်ကြားလို့ဖြန့်ကြည့်လိုက်တော့မှယင်းနှစ်နှိပ်ဆက်ခံထားရတဲ့ဗီဒီယိုတွေကခြံကျုံးဟန့်ဖြစ်နေတာကိုတွေ့ပြီးရန်ရှောက်ဦးကဆေးရုံမြန်ပို့ဖို့ခေါ်သွားကကျန်းချစ်တုံးကတော့အမှုကြောင်းစဉ်းစားဖို့စကန်ကပြန်ဆောင်နေခဲ့ပါတယ်။ရန်ရှောက်ဦးလည်းဆေးရုံပို့ပြီးလို့အချိန်နဲ့တက်တာလာတဲ့ခြံကျုံးဟန့်စီကတဲလုံစာရမလားမေးပေမယ့်သူ့ဖေရဲ့အော်ဟင်းနေတဲ့ကြားရတယ်ဆိုတာကလွဲပြီးဘာမှမရခဲ့ကြောင်းကျန်းချစ်တုံးကိုသတင်းပို့လိုက်ခါ ပြန်မကားပေါ်တဲ့ချိန်ကြိုးစောင့်နေတဲ့ကျန်းချီမောင်ကနောက်ခန်းကနေကျိုးနဲ့လဲပဲညှစ်ထားတာခံလာရပါတယ်။တကယ်တော့ကျန်းချီမောင်ကသူ့သမီးမှုမှာရဲရီပါဝင်ပတ်သက်နေတယ်ဆိုတဲ့ချက်ကိုသိရပြီးနောက်သူထိုးချခံလာရတဲ့သူနာပြုအသက်ခံရတဲ့မှုမှာကျန်းချစ်တုံကနှိမ့်ဆက်စင်မရင်အတရားဓမ္မဝန်ခံချက်ပေးခန့်ခဲ့တာကြောင့်တကယ်လူသက်တရားခံဆရာကျန်းချစ်တုံပဲလို့ကြိမ်းတည်တွက်ထားခဲ့တာပါ။ဒါကြောင့်ရန်ရှောင်းကိုလဲပဲညှစ်ထားပြီးတော့သူကမတရားဆွဆွဲထောင်ချခံရတဲ့အကြောင်းပြောကမသေးခြင်းကျန်းချစ်တုံကိုတရားပြန်ဆွဲလို့ရမယ်တက်တည်ရှာပေးဖို့ပြောပြီးပြန်သွားခဲ့ပါတယ်။ အဲ့ဒီချိန်ကြမ်းကြည့်တော့ကတရားမှုဝက်ဘ်ဆိုက်ဗီဒီယိုတွေကဖန်ဆီးခံထားရသူတွေနဲ့ပတ်သက်ပြီးတဲလွန်စာရဖို့အမှုအောင်းတွေကိုပြန်ကြည့်ရင်ရှမ်းရှမ်းစီုံနဲ့ပတ်သက်နေတာတွေ့ရတဲ့တရားခံအားကြမ်းချီမောင်ဖြစ်နိုင်ကြောင်းစဉ်းစားမိသွားခဲ့ပါရင်။ဒါကြောင့်တပ်ဖွဲ့တွေကိုစီဝေးခေါ်ပြီးကြမ်းချီမောင်ရဲ့အရင်ကတည်းကအမှုအကြောင်းနဲ့လက်ရှိနှိပ်စက်ခံရတဲ့လူတွေဟာဆက်ဆက်မှုရှိနေနိုင်ကြောင်းရှင်းပြရင်ကြမ်းချီမောင်ကိုဒီကတာစစ်မေးဖို့အမိန့်ပေးလိုက်ပါရင်။ရှမ်းရဲ့စီုံမှာလည်းဒရိုက်တာကျန်းကရှီရန်ကျဲရဲ့သမီးချီနေကပိုးဆိုးလာနေတဲ့ပြင် သွေးမျိုးစားတူတဲ့ကလေးရဲ့နှလုံးနဲ့အစားထိုးဖို့ကိုအမေရိကမှာပြင်ဆင်ထားပြီးတဲ့အကြောင်းပြောပြပြီးအချိန်နဲ့ထမဆွဲဖို့ပြောနေခဲ့ရာကြောင့်အများဆုံးခွဲစိတ်ကူးတာကြဖို့ရက်သက်မှတ်လိုက်ကြပါတယ်။ရဲဌာနမှာလည်းစီဝေးပြီးတဲ့အခါရန်ရှောက်ကလည်းကျန်းချီမောင်ကိုတရားခံဖြစ်ကြောင်းတသက်မခိုင်လုံးပဲဖမ်းခိုင်းခဲ့တာကိုတေချာပြန်စဉ်းစားကြည့်ဖို့ပြောပေမယ့်ကျန်းချီတုံးကလက်မခံတာကြောင့်သူချင်းချောက်ခံရတာကိုတော့မပြောဘဲလှည့်ထွက်သွားခဲ့ပါတယ်။အဲဒီချိန်ရှမ်းရှက်စေယုံကပြန်ထွက်လာတဲ့ရှီရွန်ကျဲကိုကားပါကင်ထဲမှာရင်ဖမ်းခံလိုက်ရတဲ့ CCTV မှတ်တမ်းကိုရဲမေတယောက်ကလာပြတာကြောင့် ရန်ရှောက်ကိုလည်းတမင်းဖြစ်သူရှောင်းရှောင်းနဲ့အထိန်တော်ဒူနာပြူတို့ကိုခေါ်ပြီး CCTV မှတ်တမ်းကိုပြလိုက်ပါတယ်။ရှောင်းရှောင်းလည်းသူ့ဖေအတွက်အရန်စိတ်ပူနေတာကြောင့်ရန်ရှောက်ကတရားခံဖြစ်နိုင်တဲ့လူကိုရဲဌာနကရှာတွေ့ထားပြီးမို့တက်တဲ့ခိုင်လုံနာနဲ့မိသားစုစီအတီးပေးမဲ့ကြောင်းပြောပြီးစိတ်မပူဖို့နှစ်သိမ့်နေချင်းရန်ကောင်နဲ့ရှောင်းရှောင်းကအမှုစရာဆွဲထားတဲ့ဟွိုက်ဘုတ်ကမှတ်တမ်းနေစီကြည့်ပြီးကျန်းချီမောင်ရဲ့လိပ်စာနဲ့ရုပ်ကိုမှတ်ထားလိုက်ပါတယ်။ပြီးတာနဲ့တက်စင်ကန်သွားခြင်းနဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ကျိုးစီအောင်စီအပြင်ထွက်ဖုန်းဆက်လာခေါ်ဖို့ပြောပြီးကျန်းချီမောင်ရဲ့လိပ်စာကိုသွားဖို့လိုက်ပို့ခိုင်းပါတယ်။ ရဲရီကလည်းကြမ်းချီမောင်တဲခွန်နေတဲ့ဟိုတယ်စီထွက်သွားနေကြပြီးရောက်တာနဲ့ဟိုတယ်တစ်ခုလုံးကိုဝိုင်းထားကဟိုတယ်စီရင်တဲ့သူအခန်းထဲသွားရှာကြပေမဲ့သူတို့လာနေတာကိုကြိုသိနေတဲ့အတွက်လက်မတည်လေးရှောင်းထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဟိုတယ်ပေါက်မှန်သမျှဝိုင်းထားတဲ့ရဲရီကြောင့်ကြမ်းချီမောင်လည်းလမ်းပိတ်နေတဲ့ရဲမှန်သမျှကိုတိုက်ခိုက်ထွက်ပြေးရင်ဇေရန်လမ်းကြောင်းတစ်ခုရောက်မှတော့ကြမ်းချစ်တုံးနဲ့တဲတဲ့တိုးနေတဲ့အတွက်မဒူးဆက်ခင်တိုက်ခိုက်ကတုံးလဲသမားတွေကိုဖျက်တိုက်ထွက်ပြေးလာခဲ့ပါတယ်။ရဲရီလည်းနောက်ကလာရင်ပြည်သူတွေကြားရဲမှုတနက်ထုတ်သုံးမှုအခက်တွေ့နေတာကြောင့် ကျန်းချီမောင်ကခလလန်းမှာသူ့ရထားတဲ့ကားစီးနဲ့တူမောင်းထွက်ပြေးသွားခြင်းရောင်ရှောင်ကမှတ်မိသွားတဲ့အတွက်ကားနောက်ကိုလိုင်မောင်းမှုစစ်အောင်ကိုပြောလိုက်ပါရင်ကျန်းချီမောင်လည်းစက်မှုစုံတစ်ခုကလှုပ်ဝက်နေရမှာဖန်ထားတဲ့ရှူဟန်ဂျယ်စီပြန်သွားပြီးဘာမှမစစ်သေးခင်ပဲတန်ရိုက်တဲ့ဂန်တစ်ခုနဲ့ပြက်ကအရင်ဆုံးနှိပ်စက်နေတာကြောင့်ဘာမှမမှတ်မိသေးတဲ့ရှူဟန်ဂျယ်လည်းနာကျင်လုံးလို့သူ့ကိုငွေညစ်ဖို့ပြန်မေးဆွဲတယ်လို့ထင်နေတာကြောင့်တောင်းတလို့ပေးမယ်ကြောင့်အော်ပြောနေခဲ့ပါရင်ကျန်းချီမောင်ကတော့သူငွေလိုချင်တာမဟုတ်ပဲသူစီကဘွားတစ်ခုလုံးလူယူခံလိုက်ရတယ်လို့အကုန်လုံးစီကပြန်ယူမလို့ပြောရင် ထုတ်ယူအစားထိုးခံလိုက်ရတဲ့သူသူမီးရဲ့နှလုံးကိုပြန်ထုတ်ယူမှလို့ပြောလိုက်ပါရီအဲဒီတော့မှရှီဝန်ကျဲလက်အကုန်ပြန်မှတ်မိသွားပြီသူလုံးခဲ့တာတွေကသမီးကိုကယ်ဖို့ဖခင်တယောက်လုံပေးနိုင်တယ်မြားအကောင်းဆုံးစူးစမ်းခဲ့တဲ့ချစ်ချင်းမြတ်တာတွေပဲလို့တော်ကြီးတွေချွေးနေပေမယ်ခံလိုက်ရတဲ့လူဘက်ကတော့ခွင့်လွှတ်မှုမပေးနိုင်ပဲအညိုတကြီးရိုက်နှက်နေတာကြောင့်ကျန်းချီမော်ရဲ့သမီးကတကယ်မသိပဲသူစောင့်ရှောက်မှုအမှရှိနေတဲ့ကြောင်းပြောလာရပါတယ်တကယ်တော့ရှောင်းချောင်းဟာကျန်းချီမော်ရဲ့သမီးဖြစ်နေခဲ့ပြီးကလေးရွယ်မှာခွဲစိတ်စားထိုးကုသမှုလုပ်ခဲ့ကြတော့ကအစမပြေလိုအပ်ချက်တွေရှိနေခဲ့တဲ့အတွက် အရွယ်ရောက်မှခွဲစိတ်မှုဆက်လုပ်ကြဖို့ဆုံးဖြတ်ပြီးတမီးရင်ကိုဟွက်ထားကရှောင်းချောင်းကိုနှလုံးခွဲစိတ်ကူသားဖို့လိုအပ်တဲ့ယောဂတဲ့တမီးရင်ဖြစ်လူသိရှင်ညာကျင်ညာခဲ့တာပဲဖြစ်ပါရင်အချိန်တန်တဲ့အခါခွဲစိတ်မှုမအောင်မြင်လို့ရှောင်းချောင်းသေသွားရတယ်ဆိုတဲ့အကြောင်းပြချက်နဲ့တမီးရင်စီနှလုံးကိုစားထိုးကူသားပေးပြီးကိုင်ငါစားထိုးလူသက်မှုကိုဘယ်သူမှမရေးမိအောင်အကွက်ကြကြစီစဉ်ခဲ့တာပါအရီကုံတီသွားလို့ဒေါသထွက်သွားတဲ့ကြမ်းချီမောင်လေရှူရံကျဲလူမဆန်မှုတွေအတွက်လက်စားချေနှိမ့်ဆက်နေတော့နောက်ရောက်ခံလိုက်လာတဲ့ရှောင်းချောင်းတို့နှစ်ယောက်ကစက်မှုစုံတွေကိုရောက်လာခဲ့ကြပါတယ် ကျိုးစစ်ဟောင်းရဲ့အမိပေးထားတဲ့ရေးပေါ်သုံးဘွားမြင့်ကျင်ဆက်ကိုထုတ်ပြီးရှောင်းချောင်းလဲကျန်းချီမောက်ကိုအလင်းဝင်ရောက်တိုက်ခိုက်လိုက်တာကြောင့်လဲကျသွားခြင်းစစ်အောင်ကရှီရွန်ချဲကိုကယ်နေခဲ့ပါရီရှောင်းချောင်းလဲသူ့ဖေကိုဖမ်းတဲ့အတွက်ကျန်းချီမောက်ကိုဒုံးနဲ့ရိုက်နေခြင်းတတိယနေပေမဲ့သမီးရင်းကိုမထိခိုက်စေခြင်းလို့ငြိမ်ခံနေတဲ့အခါစစ်အောင်ကလည်းလက်လုံမဆိုးရင်ပြီးဝင်းတားစီကသုံးယောက်သားပြန်ထွက်ပြေးသွားခဲ့ကြပါရီနောက်တော့ကျန်းချီမောက်လဲလှုပ်ဝက်နေရကိုတက်တည်မကြအောင်မီးရှို့ခဲ့ပြီးပြန်ထွက်လာခဲ့ခြင်းရုတ်တရက်မီးလောင်မှုကြောင့်ကျန်းချီတုံးတို့ဖွဲ့ကလည်းတဲလုံစာရမလားလို့စစ်ယုံစီအမြန်လာနေခဲ့ကြပါရီ တကယ်တော့နှစ်တေကြာကြီးထောင်ကျနေခဲ့ရတဲ့ကြမ်းချီမှာဟော website တွေ social media တွေဘာတစ်ခုမှနားမလဲတာကြောင့်ထောင်ကထွက်လာတဲ့ကလုံခဲ့သမျှတွေကိုတယောက်တည်းလုံနေခဲ့တာမဟုတ်ပါဘူး baseball နီးပြဘွားကမိဘမဲ့အကြောင်းမှာမိသားစုရင်းလို့သူကိုယ်ရံပြုစုပြိုးထောင်ခဲ့တဲ့ကလေးတွေဟာအရွယ်ရောက်နေကြပြီဖြစ်လို့သူရဲ့မိဘလိုဖြစ်နေတဲ့ဆရာအတွက်လိုအပ်တာတွေအကုန်စီစဉ်ဖြည့်ဆည်းပေးနေကြတာပါတမီရိုက်ခဲ့တဲ့ဒေယာရီနဲ့ကြမ်းချီမောင်လေသူတစ်ဖက်တယောက်ရဲ့ကားဝဲ short စီပြန်ရောက်လာပြီးတော့အကြောင်းစုံပြန်ရှင်းပြလိုက်တော့မှတပည့်တွေလည်းဆေးထည့်ပေးရင်ရှောင်းချောင်းကြောင်ရင်မဆုံးစမ်းမိတာသူရဲ့လိုအပ်ချက်ဖြစ်ကြောင်ပြောပြလိုက်ပါတယ် ရဲရီကသူ့ကိုလိုက်ဖမ်းနေကြပြီမို့ကလေးတွေကိုဒုက္ခမြောက်စေခြင်းတဲ့အတွက်အခုချင်းကစပြီးသူတယောက်တည်းဆက်လုတော့မယ်ကြောင်းပြောပေမယ့်ကလေးတွေကလက်မခံဘဲအောင်မြင်တူတူကြားရှုံးရင်လည်းတူတူရှုံးနေကြတာပေါ့ဆိုရင်ငယ်ဘွားကသူ့ရဲ့ဆုံးမစကားနဲ့ပြန်ချီတုတ်လိုက်ပါရင်အဲ့ဒီချိန်နောက်တစ်ပတ်တယောက်ရောက်လာပြီးသူ့ကိုတရားစွဲခဲ့တော့ကစင်မတန်ဖိုင်ကော်ပီတစ်ခုယူလာလို့ကြည့်လိုက်တဲ့အခါတေသွားတဲ့သူနာပြုရဲ့လက်သေးထဲမှာသူ့ရဲ့အင်ကြီးစာအမြင်နေရှိနေကြောင်းစစ်ချက်တွေ့လာရပါတယ်တကယ်တော့တေသွားတဲ့သူနာပြုကိုတွေ့တော့မတွေ့လာရပဲသူ့အင်ကြီးအမြင်စာဘလို့ရောက်နေလဲဆိုတာကိုစဉ်းစားရင် သူကိုနှိပ်စက်စစ်ဆေးပြီးအတရားတော်မှဝန်ခံချက်ထိုးခိုင်းခဲ့တဲ့ကျန်းချစ်တုံလောက်ကျန်တာပဲဆိုတဲ့အဖြစ်တစ်ခုပဲထွက်လာခဲ့ပါတယ်။ကျန်းချစ်တုံနဲ့ရန်ရှောက်ရူကလည်းထောင်ချာကြီးကျနေတဲ့ကျန်းချီမဟာခင်ဒီပညာတွေကိုခနာလေးနဲ့ကျွမ်းကျင်နေတာမဖြစ်နိုင်ဘူးလို့တွေးမိပြီးအဖွဲရှိရမယ်လို့ကောက်ချက်ဆွဲကနောက်ကျောင်းရဆွေပြန်စစ်ဆေးရင်ကောက်ဝက်ရှော့မှာစုံစမ်းမှုရောက်သွားခဲ့ကြပါတယ်။ဝက်ရှော့ပန်ရှင်ကောင်းလေးလည်းထောင်ကထွက်လာတာသိပေမဲ့သူနဲ့အဆက်အသွယ်မရှိကြောင်းပြန်ဖြေနေတော့ဝက်ရှော့ရဲမှာရှာဖွေလုပ်နေတဲ့ရန်ရှောက်ကတေချာမရှာပဲဘာမှမတွေ့ဘူးလို့ပြောလိုက်တဲ့အတွက်နှစ်ယောက်လုံးပြန်လာခဲ့ကြပါတယ်။ ရွှေရန်ကျေကလည်းကြမ်းချီမအောင်ကုန်တိသွားပြီမို့ရှောင်းချောင်စီကနှလုံးကိုခွဲထုတ်ဖို့အချိန်မစွဲတော့ပဲဒီနေ့စစ်စစ်ချက်လုပ်ပြီးတာနဲ့နောက်နေ့မှာအမေရိကဆေးသွားကုမယ်လို့လိန်ပြောကဆေးရုံခေါ်သွားနေခဲ့ပါရင်ရှောင်းချောင်မျက်နှာမကောင်းတာတွေ့တော့မှစိတ်သက်သာအောင်လို့အမေရိကရောက်လို့ဆေးကုပေးတာနဲ့ဆေးအောင်တို့မိသားစုကိုပါတူပိုပေးမယ်လို့သွေးဆောင်လိုက်တာနဲ့အဖြူရည်မလေးရှောင်းချောင်လည်းဆေးစစ်ဖို့ကိုဝမ်းသာအားရလက်ခံလိုက်ပါရင်ကြမ်းချီမောက်ကတော့ရှီရန်ကျေပြောတာတွေကိုဟုတ်မဟုတ်စစ်ဆေးဖို့ရှန်ရှန်ဆေးရုံကသူနာပြူလဲဖြစ်ရှောင်းချောင်ရဲ့ထိန်းတော်လည်းဖြစ်တဲ့ဆေးအောင်တို့အင်ကိုလာပြီးအဖေဖြစ်သူကိုဖမ်းဆီးက တာမီနျောက်ပြန်လာကိုစောင့်နေခဲ့ပါတယ်။တာမီနျောက်လည်းဈေးဝယ်ပြန်လာတာနဲ့ဖေကိုဘေ့စ်ဘောဒုတ်တံနဲ့ထောက်ထားပြီးတော့ရှီဝမ်ဂျက်စီကပတ်စံဘလောက်ယူအလုံးလုံးပေးနေတာလေလို့မေးကမပြောရင်ဖေရဲ့ခြေရောက်စိန်ထားတဲ့ခွက်ထဲဝါကျွန်းတစ်ချောင်းထဲကရှော့တက်ပြစ်မယ်လို့ချင်းချောက်တာကြောင့်ဘာမှနားမလဲတဲ့တာမီလည်းကြောင်နေခဲ့ပါတယ်။ကျန်းချီမောင်လည်းရှန်ရှန်းစေးုံကရှောင်းချောင်းရဲ့ဈေးမှတ်တမ်းကိုစစ်ဆေးကြည့်ဖို့ပြောတဲ့အခါဒူနာပြူလည်းကွန်ပျူတာတွေကမှတ်တမ်းတွေပြန်ကြည့်တော့မှရှောင်းချောင်းမှာဘာယောဂါမှမရှိသလိုစစ်စစ်ဖို့ရက်ချင်းတွေလည်းရှိမနေတာတွေ့လာရတာကြောင့် နေတိုင်းတောက်နေတဲ့ဆေးတွေကဘာတွေလဲဆိုတော့သူတို့ကိုယ်တိုင်တော့နားမလည်ဖြစ်နေကြပါဘူး။ဆေးအောင်ကလည်းစာကြီးစပွဲကကကြီးကိုဖွဲ့ယူပြီးအလစ်တိုက်ခိုက်ပြီးမယ်။တရင်မလို့တဲ့ကြမ်းချီမောက်ကကကြီးကိုလူယူကဖေးဖြစ်သူကိုပြန်ထောက်ထားလိုက်ပါရီ။ပြီးတော့မှရှောင်းချောင်ဟာသူ့သမီးဆိုတာလက်ခံနိုင်သွားတာနဲ့အပြင်းမရှိတဲ့လူတွေကိုမတက်ဘဲသူနှိမ့်ဆက်စင်မေးခဲ့တဲ့လူတွေရဲ့ထွက်ဆိုချက်မှတ်တမ်းနဲ့သူဖုန်းနံပါတ်ရေးထားတဲ့စာရွက်ကိုဖေးဖြစ်သူအိတ်ထဲထဲကပြန်သွားခဲ့ပါရီ။ဆေးအောင်ကလည်းရှောင်းချောင်ကနောက်ဆုံးဆေးစစ်ဖို့စောင့်နေရင် ။တကယ်ကြီးချင်းချင်းကမကြောက်ဖို့နှစ်သိမ့်အားပေးနေချိန်သူနောက်ပြုတ်ရောက်လာကမေးစေးထိုးပေးလိုက်ပါရတယ်။ကျန်းချီမောက်ကလည်းတမီးကိုမိခဲ့ဖို့ဆေးရုံစီသွားနေချိန်ရှီဝမ်ကျရိုးကဆေးရုံရဲ့လှုပ်ဝက်မြောက်ခန်းထဲမှာလုံချွေးလူမအပြည့်နဲ့ရှောင်းချောင်းရဲ့နှလုံးကိုခွဲထုတ်ယူဖို့ပြင်ဆင်နေခဲ့ကြပါရတယ်။ကျန်းချီမောက်လည်းချိန်မီလေးဆေးရုံကိုရောက်လာပြီးတမီးစောနဲ့လူမိုက်တွေကိုတိုက်ခိုက်ဆုံးသတ်ကခွဲစိတ်ဖို့ပြင်ဆင်နေတဲ့ဆရာဝန်တွေစီကနေချီပိုးကယ်ထုတ်သွားခဲ့ပါရတယ်။စေဟောင်းတို့မိသားစုကလည်းသူတို့ကိုဘာမှထိခိုက်အောင်မလုပ်ဘဲထွက်သွားခဲ့တဲ့ကြမ်းချီမောင်ကြောင့်တိုင်မင်းနေကြရင် ူ့ရိတ်ထက်ကစတစ်ကိုဖြွင့်ကြည့်တယ်မကြည့်တဲ့စဉ်းစားနေချင်းဆစ်အောင်ကဝါယာကြိုးကိုပြေးကြည့်တော့မှပလက်ဖြုတ်ထားတဲ့ကြိုးနဲ့ချင်းချောက်သွားတယ်ဆိုတာကိုသိပြီးအကြောင်းရင်းကိုစဉ်းစားနေခဲ့ကြပါတယ်။ကျန်းချီမောင်လည်းရှောင်းချောင်းကိုလှုပ်ဝက်နေရစီခေါ်သွားပြီးတတိယလာရနဲ့သူစင်မေးထားတဲ့ဝန်ခံချက်ဗီဒီယိုတွေပြကသူသမီးရင်းဆိုတဲ့အကြောင်းပြောပြလိုက်ပေမဲ့ဒီရွယ်ရောက်မှထိုးစန်းတာတွေကြုံနေရတဲ့ရှောင်းချောင်းကလက်မခံနိုင်တာကြောင့်စိတ်ညစ်ညစ်နဲ့ဘေးထွက်သွားခဲ့ပါတယ်။ဝါရှော့ပိုင်ရှင်ကောင်လေးကလည်းသူရဲ့ငယ်ဘဝအကြောင်းတွေပြန်ပြောရင်နားလည်အောင်ပြောပြနေပေမယ့်ရှောင်းရှောင်းကသူ့ဖေဟာရှီဝမ်ကျဲပဲလို့လက်ခံထားတာကြောင့်ဂျန်ချီမောင်လေးစိတ်တူတူနဲ့ သူရှင်းပြတာတွေကိုမယုံမဲအရင်အိမ်ကိုပြန်ကျင်နေဆိုရင်လည်းအချိန်မရွေးပြန်နိုင်တယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။အဲဒီအချိန်စစ်အောင်တို့ကလည်းစတက်ကိုဖြန့်ကြည့်ကြရင်ရှီဝန်ကျဲလိုရက်တွေကိုသဘောပေါက်သွားချိန်ထွက်ပြေးလာတဲ့ရှောင်းချောက်စီကဖုန်းဝင်လာပြီးကျင်းကျင်းအေစီသွားဖို့ဖုန်းဆက်ထားတဲ့အကြောင်းပြောတဲ့အခါကျန်းချီမောင်ပြောတာတွေမှန်တမ်းကြောင်းရှင်းပြနေတော့ရှောင်းချောက်ရဲ့ဖုန်းကဆက်ပိတ်သွားခဲ့ပါတယ်။ချစ်သူတို့စိတ်ပူနေတဲ့စစ်အောင်လည်းကျင်းကျင်းအေစီကိုလိုက်သွားဖို့ထွက်လာတဲ့အခါကျန်းချီမောင်ကလည်းတမီးကိုလိုက်ရှာရင်တပည့်တွေပေးထားတဲ့လိမ့်စာအတိုင်းကားမောင်းလာနေခဲ့ချိန် ဇိတ်တရရရင်းနဲ့ဘယ်ဟာယုံမှာမှမသိတဲ့ရှောင်းချောင်းကတော့အချစ်ရဆုံးတငယ်ချင်းကြားကြားရဲ့အိမ်ကိုရောက်သွားခဲ့ပါတယ်။စစ်ဟော်ရဲ့မိဘတွေကလည်းစေယုတ်မတန်းတွေကိုအသေးစိတ်ပြန်ကြည့်ရင်ရှောင်းချောင်းမှာဘာယောဂါမှမရှိဘဲရွှေကြားကြားမှသာယောဂါရှိနေတာတွေ့လိုက်ရတာကြောင့်ရှီဝမ်ကျဲရဲ့သမီးရင်းဟာကြားကြားဆိုတာတည်သွားခဲ့ကြပါတယ်။ရှောင်းချောင်းကလည်းကြားကြားအိမ်ထဲကခုံမထိုင်ဆောင်နေရင်သူ့ဖေအတွက်သူဝယ်ပေးထားတဲ့မွေးနေ့လက်ဆောင်နိုင်ဘူးလေးကိုတွေ့သွားတာကြောင့်စိတ်ထရရတွေပိုရှုပ်ထွေးနေချိန်ရှီဝမ်ကျဲကပါအိမ်ပေါ်ကဆင်းလာတာကြောင့်ကြားကြားလေးသူခေါ်တာဘာညာဆိုပြီးဝင်းဖာနေရတဲ့အတွက်ဖေကလည်းအချိုသက်ချော့နေခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ဒရေဟာတန်တရားတွေကတဖြည်းဖြည်းရှင်းလာပြီးကျန်းချီမော်ပြောတာတွေမှန်နေပြီလို့သိလာချင်းကိုရန်တော်တယောက်ကမေဇီယန်နဲ့နောက်ကရောက်လာတာတွေ့လိုက်ရတာကြောင့်အနားတွေ့တဲ့ဓားတစ်ချောင်းနဲ့ကြောက်လန့်တရားရှောက်ရမ်းနေခဲ့ပါရီအတန်းနိုင်ဆုံးကိုကိုကိုကောက်ခွဲဖို့အပေါ်တက်စီပြေးတက်လာခဲ့ပေမဲ့ပြေးဖို့ပိတ်နေတာကြောင့်သူ့ကိုယ်သူဓားနဲ့ပြန်ထောက်ထားရင်သူ့ဖေးလို့တလုံးထင်ထားခဲ့သူဟာသူ့နှလုံးကိုလိုချင်လို့သူ့ကိုတတ်မဲ့သူတယောက်ဖြစ်နေတဲ့ပြင်အမေရိကမှာလုံလုံနေတယ်လို့ညာပြီးတမင်းရဲ့အိမ်မှာနေနေခဲ့ကနှစ်ယောက်ပေါင်းလှဲစားတာခံနေရတဲ့သူ့ဘဝသူနနာကြီးကြီးနဲ့တတ်သေးမယ်လို့ပြောနေခဲ့ပါရီ နှလုံးမရမရှင်မသေးသေးခြင်းတွေနဲ့ရှိရန်ကျဲလေကိုရန်တော်ကိုမေးစေးမြန်ထိုးဖို့ပြောလိုက်ချိန်မှာပဲအိမ်ထဲရောက်လာတဲ့စစ်အောင်ကကျင်းစက်နဲ့နောက်ကဝင်ထိုးလိုက်တဲ့အတွက်ရုံရင်ဆန်ခတ်တွေဖြစ်ကရှောင်းချောင်းကကြကြောက်ကိုဖမ်းမိပြီးဓာတ်နဲ့ထောက်ထားခြင်းကိုရန်တော်ကလည်းသူ့လက်ထဲကမေးစေးနဲ့ပြန်ထိုးမိလို့တတိလစ်သွားခဲ့ကရှင်ရန်ချဲကလည်းကျင်းစက်လက်ချက်နဲ့မေးမျောသွားခဲ့ပါရင်နောက်တော့စစ်အောင်နဲ့ရှောင်းချောင်းလည်းကြကြောက်ကိုဖမ်းခေါ်လာပြီးအပြင်ကရောက်လာတဲ့ကျန်းချီမောင်ကနဲ့လိုက်လာခဲ့ကြကလဲရောက်တဲ့အခါမှာကြကြောက်ကိုသူ့နဲ့ထားခဲ့ဖို့နဲ့လုံခြုံတဲ့နေရာထိသူ့တပည့်တွေနဲ့အတူလိုက်သွားဖို့နှစ်ယောက်လုံးကိုပြောလိုက်ပါရင် လာသားရွယ်လောက်တဲ့ကကွဲကွာသွားတဲ့ကလေးကိုအရွယ်ရောက်တဲ့အချိန်မှာပြန်တွေ့ရတဲ့အခါမြုံနိုင်စရာကောင်းလောက်တဲ့လှဲစားတဲ့ကံကြမ္မာရဲ့လှဲကွက်ကြောင့်တားဖနေအောင်လို့ဟာဝမ်းတာရာထက်စွန့်နစ်မှုကပိုကြီးနေကြတဲ့အတွက်ပွင့်လင်းမှုမရှိပဲမေတ္တာတရားတွေမြုံနေကြတာသဘောပါပဲ။ကျန်းချီမောင်တို့တားဖကလည်းဒီလိုနဲ့စကားတွေမပြောပြကြပဲတပည့်ရီနဲ့ပြန်တွေ့တဲ့အခါလမ်းခွဲခဲ့ကြပြီးအချိန်တန်လုံးမှသူပြန်မြောက်လာခဲ့ရင်မြို့နယ်အဝေးဆုံးစီသမီးဖြစ်သူကိုပို့ပေးဖို့ဝက်ရှော့ပိုင်ရှင်တပည့်ကိုတေးချမှာကသူ့ရင်ထဲကခန်းစားချက်တွေကိုပြောထားတဲ့ဗီဒီယိုတိတ်ခွေတစ်ခုကိုထည့်ပေးလိုက်ပါတယ်။ညာရောက်တဲ့အခါရှူရန်ကျက်စီဖုန်းဆက်ပြီး ကြားကြားသက်ကိုခဲ့ခြင်းရင်သူနဲ့တပည့်တွေကြိုတင်စီစဉ်ပြီးတော့ CCTV တွေအပြစ်တက်ထားတဲ့ကွန်တိန်နာစိတ်ကန်းဝင်းစီလာခဲ့ဖို့နဲ့အကြံဖန်လောက်လာရင်ကိုရီးယားငါတွေတစားစီထုတ်ပြစ်မယ်လို့ချိန်ချောက်လိုက်ပါတယ်။ဒါ့အပြင်ချန်ကျူးလေးတွေဝန်ခံချက်တွေအရကိုရီးယားငါမှောင်ခိုမှုတွေအများကြီးတက်တင်နေတကွာသူ့စီမှာရှိနေတဲ့ကြောင်းထဲပြောလိုက်ပြီးသူ့စီမှာအေးအေးဆေးဆေးလာအသက်ခံမှုမှားလိုက်ပါတယ်။နောက်တော့ရက်စကန်စီသွားပြီးချန်ကျစ်တုံးတို့ကလည်းကြားကြားကိုခဲ့ခြင်းအပေးယူလို့ဖို့ညှိကကွန်တိန်နာဝင်းစီကားနဲ့ခေါ်သွားပေးဖို့ပြောလိုက်ပါတယ်။ရှောင်းရှောင်းတို့ကလည်းတပည့်တွေနဲ့အတူလိုဝက်စကန်ဖြစ်တဲ့ကွန်တိန်နာတစ်ခုရဲ့ရောက်လာကြပြီး အကုန်လုံးကသူရဲ့ဆရာသမီးကိုတလေးတစားမိတ်ဆက်လိုက်ကြပါတယ်။ဟိုတယ်မှာရဲရီလာရှာတော့ကဟိုတယ်စီရဲ့ပါဝင်ကျန်းချီမောင်ထွက်ပြေးတော့ကတိုက်မိရဲ့တွန်းလဲသမားကအစားလင်းချိုဖုန်းကိုဖမ်းခေါ်ခဲ့တဲ့လူတွေနဲ့ဆိုရှယ်ကိစ္စတွေအကုန်တောင်းဝင်ယူလုပ်ပေးနေခဲ့တဲ့စိုက်ပါသမားတွေအားလုံးဟာသူရဲ့ကျေးဇူးရှင်ဆရာအတွက်အနင်းနာခံကျေးဇူးဆက်နေခဲ့ကြတဲ့သူတွေပါ။ဒါကြောင့်ပဲမိဘမဲ့အကြောင်းအသေးကတော့ကရဲရီမတိအောင်လောင်းဖြောက်ပေးခဲ့တဲ့ပြင်သူတို့ဘဝရဲ့ငတ်မွနေတဲ့မိဘမြတ်တာအပြည့်အဝပေးခဲ့တဲ့ဆရာရဲ့မိသားစုအတွက်တန်းနိုင်သမျှအကုန်ပြန်လုပ်ပေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ ကျန်းချီမောက်ကလည်းရဲကားထဲမှာလက်ထိတ်တန်းလန်းတဲ့ကိုနေနာဝင်းစီလာနေရင်ရန်ရှောက်ဦးစီပထမတစ်ခါလာတွေ့တဲ့ကိစ္စအခြေအနေကိုမေးလိုက်ပါရီ။ဘာမှနားမလည်ပဲနဲ့ကျန်းချီတုံးလေသူ့တစ်ပည့်ကိုမေးတော့မှသူ့ရဲ့ပြစ်မှုတက်တဲ့ရှာခိုင်းတာသိသွားပြီးကျန်းချီမောက်ကသူ့ကိုတန်တရားပြန်ဝင်နေရဲဆိုတာကိုသိကတကိုးကလူပြန်ဟစ်နေတာလားဆိုတဲ့သဘောနဲ့အော်ဟစ်ရဲမောနေခဲ့ပါရီ။ကျန်းချီမောက်လည်းရှန်ရှန်းစင်းုံကကျိုးလွန်ခဲ့တဲ့ကလေးကိုရင်းကမှောင်ခိုးလုံကန်တက်တဲ့အတိအကျပါဝင်ငွေလွှဲပန်စင်းတွေကအစားသူ့ရှိမှရှိနေတာမို့တနအိုင်တွင်သူမရောက်လာရင်တနိုင်ငံလုံးတည်အောင်စင်းင်းတွေပြန်သွားလိမ့်မယ်လို့ချင်းချောက်က သူနောက်ပြုတ်ကိုဘသူတက်တာလဲလို့မေးလိုက်ပါတယ်။တကယ်တော့ကျန်းချစ်တုံကဘာမှမသိပဲအရာလို့ရဲ့နောက်ွယ်ကအကျင့်ပြက်ဝင်တဲ့ဟာရန်ရှောက်ဟုဖြစ်နေတဲ့အပြင်သူနောက်ပြုတ်မလေးကိုလည်းစေယုံမော်ကသူပဲတွန်းချတက်ပြစ်ခဲ့ကကျန်းချစ်မောက်ကိုကြောက်ချဖို့အတွက်စေယုံမတန်းဖြီမှာလက်မှတ်ထိုးခဲ့တာလည်းဖြစ်ပါတယ်။ကုံကူးခံရတဲ့ကလေးတယောက်အတွက်ငွေရင်းအများကြီးရနေတဲ့လူဟာရန်ရှောက်ဟုဖြစ်နေတယ်ဆိုတာကိုသိသွားခြင်းသူတို့ကခဲစိတ်ကန်းကိုရောက်လာတာကြောင့်ကျဲကျဲတုံတုံကလည်းတိုက်ခိုက်ဖို့လုပ်ပေမဲ့အသိဖြစ်နေတဲ့ရန်ရှောက်ကပဲတနက်နဲ့ဦးအောင်ပြစ်လိုက်ပါရင် ကျန်းချီမောင်လေးရင်းနှောက်ကြမပါဝင်ပဲအရင်ဆုံးလုံးအောင်ပြေးပြီးတော့လက်ထိတ်ချုပ်ကပုံးနေခဲ့ခြင်းရန်ရှောက်ကတော့ကားပြင်ထွက်ပြေးသွားတဲ့သူ့ဆရာကိုပြစ်တက်လိုက်ပါတယ်အကုန်လုံးကို CCTV ကနေတိုက်ရိုက်ကြည့်နေရတဲ့ရှောင်းရှောင်းတို့ဖွယ်လဲရေတမမဖြစ်နေတော့ရန်ရှောက်ကလည်းကျန်းချီမောင်ကိုတက်ဖို့လိုက်ချာရင် live video မှာအသက်ခံရတဲ့လူတွေရောကြားကြောက်ကိုပါကားတစ်စီးပေါ်မှာချုပ်ထားတာတွေ့လိုက်ရခြင်းအနောက်ကနေလူတန်းကြားလို့တနက်နေ့ live ပြနေတာကြောင့်တနက်တစ်ချက်မှန်သွားတဲ့ကျန်းချီမောင်လည်းအတန်မထွက်အောင်ပုံးဆောင်နေလိုက်ပါတယ် တကယ်တော့ live link ပြပေးမယ်သူတို့ဆရာနောက်ထပ်ပြမှုမကျူးလို့မိဘူးတရားမှမသိအောင်တပည့်တွေကဲတင်ဖန်ဆီးထားကြတာပါအဲ့ဒီချိန်ရှူရန်ကျဲရောက်လာပြီးကားဘော့ကလူတွေကိုတွေ့ရတဲ့ကြကြောက်ကိုကဲထုတ်ပြီးကွန်တိန်နာတစ်ခုနောက်မှာပုံခိုင်းကကျန်တဲ့လူတွေကိုပြစ်တက်လိုက်တာကြောင့် CCTV ကနေကြည့်နေတဲ့ရှောင်းရှောင်းလေးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ကျန်းချီမောင်လေးပုံဆောင်ရင်လိုက်လာတဲ့ရန်ရှောက်ဦးနဲ့တိုက်ခိုက်လုံးထွေတက်ပုံနေရပြီးတနက်ရလို့ပြစ်ဖို့လုပ်တဲ့အခါကြီးကုန်နေချင်းရှူရန်ကျဲကတနက်ကင်ပြီးရောက်လာကနှစ်ယောက်လုံးကိုပြစ်တက်ဖို့လုပ်လိုက်ပါတယ်ကားဘော့မာရဲကကိုရင်းကမှောင်ခိုးကိုင်းစီတရင်ပို့ထားတဲ့ရန်ရှောက်ကိုလည်း ူ့ရဲ့ဂူရီလာနေတာသိနေတဲ့ပြင်တနက်တလက်နဲ့နှစ်ယောက်တစ်ပြိုင်တည်းပြစ်မိရတာတွတ်ဆမိတာနဲ့နှစ်ယောက်ပြိုင်လို့ရှူရန်ကျဲစီပြေးဝင်သွားခဲ့ကြပါတယ်။ရှူရန်ကျဲလက်တနက်မောင်းဆွဲလိုက်ပြီးမှရန်ရှောင်းကိုတဲမှန်သွားခဲ့ပြီးလိုသွားတဲ့ဂျန်ချီမောက်ကတော့အတင်းဝင်လုံးကတိုက်ခိုက်ထိုးနိုင်ရင်ရှောင်းချောင်းရဲ့ဘဝအတွက်သူလူသက်လို့မရတော့ပြန်တွင်းမိတာနဲ့မသက်ဖဲထားခဲ့လိုက်ပါတယ်။ရှူရန်ကျဲလက်မသေးတော့ဘူးဆိုတဲ့စိတ်နဲ့ချင်းချင်းစီသွားဖို့လုပ်ချင်းသူရဲ့ခိုင်းသားလူမိုက်တွေကပဲခြေရလက်ရတက်တည်ဖြောက်ဖို့တားဖောက်နေအောင်လုံးကိုပြတ်တက်လိုက်တာကြောင့်ကိုတက်ကိုစုကမပြန်လဲရောက်သွားခဲ့ပါရင် နောက်နေ့မှာတော့တပည့်တွေကချိန်ထားတဲ့ဂန်းကြီးတစ်ခုမှရှောင်းချောင်းလုံးကိုခေါ်ပြီးစောင့်ရင်သူတို့ဆရာပေးလိုက်တဲ့တိတ်ခွေကိုဖွင့်ကြည့်ဖို့ပေးလိုက်ပါတယ်။နှစ်တေကြာကြီးကွဲကွာနေတဲ့သမီးနဲ့မြန်ရှင်းစာပြောမထွက်သမျှချစ်ချင်းမြတ်တာတွေကိုဗီဒီယိုရက်ကော့ဖမ်းပြောထားပြီးတကယ်မိသားစုရင်းနေကြောင်းသိအောင်သူတို့မိသားစုရဲ့ငယ်ဘဝအကြောင်းတွေအားလုံးနဲ့နာမည်တွေကိုပါပြောပြထားခဲ့ပါတယ်။ရှောင်းချောင်းနဲ့သူငယ်ငယ်တွေကပုံလေးတွေကိုပြန်ကြည့်ရင်မြုံနေတဲ့မိသားစုတွေဟာနိုးထလာပြီးမျက်ရည်လဲရွဲဖြစ်နေခြင်းကျန်းချီမောက်ကတော့ချိန်ထားတဲ့နေရာရောက်ဖို့ဒရာရီကြားကကားမောင်းလာနေခဲ့ပါတယ်။ ဥတီတိုင်ကန်းကြီးရောင်လာနိုင်ခဲ့ပေမဲ့သမီးရှိရောက်တာနဲ့လဲကျသွားပြီးဘဝရဲ့နေလုံးကြီးဝင်သွားခဲ့ရပါတယ်။တကယ်ကိုရက်ဆက်တဲ့ကန်းကြီးမရဲ့လှည့်ပြောင်းမှုတွေကြာမိဘရင်းနဲ့သားသမီးတို့တစ်စိမ့်နဲ့ပြေခံစားလာရအောင်ကွဲခွာခဲ့ရတဲ့အချိန်နဲ့ဆိုးကြီးရဲ့ပုံစံကိုရှောင်းရှောင်းနားမလည်ခဲ့တာအပြစ်မဟုတ်တလို့ဖခင်တယောက်အနေနဲ့တော့နားမလည်နိုင်လို့အရာရာခွင့်လို့ပေးပါလို့တောင်းပန်ထားတဲ့ဒိုင်ယာရီလေးဖတ်ရင်ဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်။